မျက်လုံးတွေကြည့်ရတာကမကောင်းလို့ပဲဖြစ်ဖြစ်အဝေးမုန်လာလို့ပဲဖြစ်ဖြစ်စလုံးတိတိလေးတွေဆိုမမြင်ရလောက်အောင် အနီးမုန်လာလို့ပဲဖြစ်ဖြစ်မျက်လုံးကျန်းမာရေးကောင်းလာလားဆိုပြီးတော့မျက်လုံးကျန်းမာရေးကိုစစ်ဆေးတာဆိုရင်ကျမရေကိုမှမဟုတ်ပါဘူးအပူစုအနေနဲ့တိရတဲ့တခြားကျမရဲ့အခြေအနေတွေရှိပါသေးတယ်။ဒီတော့မတိသေးဘူးဆိုရင်မျိုးလုံးကျမရဲ့စစ်စင်ရင်ကနေပြီးတော့ဘလိုမျိုးကျမရဲ့အခြေအနေတွေကို ထပ်ပြီးတော့သိရှိနိုင်သေးလဲဆိုတာကိုကြည့်ရအောင်နော်။ နှလုံးကျန်းမာရေးစစ်ဆင်ရေးနဲ့သိနိုင်မယ့်ယောဂါတွေထဲကပထမအဦးဆုံးတစ်ခုကတော့သွေးကြောဖောင်းတာပါသွေးကြောဖောင်းနေဆိုတာကသွေးကြောနေရံတွေမှာဘူပေါင်းလူမျိုးဖောင်းလာရကနေသွေးကြောနေရံတွေကအားနည်းလာပြီးတော့သွေးကြောပေါက်ပြဲသွားတဲ့အခြေအနေပါဒီကျန်းမာရေးအခြေအနေကခေါင်းတစ်ချမ်းပြင်းပြင်းထန်ထန်ကိုက်တာ မျက်နှာနဲ့ခန္ဓာကိုယ်အကျောတိတာမျိုးတွေခံစားရနိုင်ပါတယ်ဒီအခြေအနေကချက်ချင်းစီကူတာမှုခံယူဖို့လိုအပ်ပါတယ်နောက်တစ်ခုကတော့အုံနောက်အကျိတ်ပါ အုံနောက်အကျိတ်တွေကအုံနောက်ထဲမှာဖိအားများစေပြီးတော့နှလုံးနောက်ဘက်ခြမ်းနားမှာရောင်ရမ်းတာကိုဖြစ်စေသလိုအမြင်အာရုံကိုလည်းထိခိုက်စေနိုင်ပါတယ်။အုံနောက်အကျိတ်ကြီးလာရင်တော့အမြင်အာရုံထိခိုက်တာမျိုးအထိဖြစ်နိုင်ပါတယ်။နောက်တစ်ခုကတော့ဒီကင်ဆာပေါ့နော်။ကင်ဆာအမျိုးအစားတချို့ကိုမျက်နှာစစ်ဆေးမှုကနေပြီးတော့တစ်စစ်အသေးစိတ်ရှိနိုင်ပါတယ်။အရေးပြားကင်ဆာကမျက်ခုနဲ့မျက်လုံးအပြင်ဘက်မျက်နှာပြင်မျိုးကိုထိခိုက်စေနိုင်ပါတယ်။သွေးကင်ဆာဖြစ်နေတာကိုလည်းမျက်နှာတွေကနေတစ်စစ်သိနိုင်ပါတယ်။ နောက်တစ်ခုကတော့စီဂျိုပါမြင့်ချီလော်ထဲမှာရှိတဲ့သွေးကြောတက်တလေးတွေကနေပြီးတော့အဝါရောက်ရင်ဒါမှမဟုတ်ရင်သွေးတွေစိတ်ထွက်နေတာကစီဂျိုယောဂခံစားနေရပြီဆိုတဲ့လက္ခဏာပါစီဂျိုကတခြားလက္ခဏာတွေမပေါ်ခင် မျက်လုံးတ िश ူတွေမှာစတွေ့ရနိုင်ပါတယ်နောက်တစ်ခုကနှလုံးယောဂပါနှလုံးယောဂကိုလည်းမျက်လုံးစစ်ဆေးရင်းနဲ့သိရှိနိုင်ပါတယ်မြင့်ချီလော်ကိုစစ်ဆေးမှုကနေပြီးတော့နှလုံးကျန်းမာရေးအခြေအနေကိုသိရှိနိုင်တာပါ နောက်တစ်ခုကတော့တွေးတူယောဂါပါ။မျိုးလုံးနောက်ဖက် channel ကတွေးကြောလေးတွေကနေပြီးတော့တွေးထွက်လာတာကဆိုရင်တွေးတူနေတာရဲ့လက္ခဏာတစ်ခုပဲဖြစ်ပါတယ်။မျက်လုံးတွေကတွေးချိုးတွေနည်းနေတာကတွေးတူနေရဆိုတာကို သိရှိစေနိုင်ပါတယ်။နောက်တစ်ခုကတော့ဗီတာမင် A ချို့တဲ့တာ မျက်သားတွေ၆တာညဘက်မှာမျိုးလုံးမမြင်ရဘဲနဲ့ကြက်မြင့်တင်တာတွေဆိုရင်မင်းစင်စားသုံးမှုကနေပြီးတော့ဗီတာမင် A လုံလောက်စွာမရရှိရတဲ့အတွက်ကြောင့်မို့လို့ခန္ဓာကိုယ်မှာဗီတာမင် A ချို့တဲ့နေပြီဆိုတာကိုပေါ်ပြနေတာပါ။ ရလုံးချမ်းမိုင်စမှုကနေပြီးတော့အခုလိုယောဂတွေကိုသိရှိနိုင်ပါတယ်။အဲ့ဒါအပြင်အစစ်ရောင်နာလေယံတစိကူးဆက်တဲ့ယောဂတွေပြန်ရည်ချိန်မှာပြဿနာရှိတာတွေကိုလည်းသိရှိနိုင်ပါသေးတယ်။ဒါကြောင့်မို့လို့အမြင်အာရုံကိုရောတချို့ချမ်းမိုင်ပြဿနာတွေကိုပါကာကွယ်တဲ့အနေနဲ့အသက်40ကျော်လာပြီဆိုရင်တော့မျက်စိဆန်းတာကိုပုံမလို့ပေးတင်ပါတယ်။နောက်ထောင်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်။